အွန်လိုင်းအဆန်ကတော့သူ့နေရာကိုစက်ခံတော့မေဂျက်ရှွာဘန်ကိုလုံးဝမထင်ထားတာတွေကိုပြောလာခဲ့ပြီလေဖြစ်ပါ रे အခုလက်ရှိမြန်မာနိုင်ငံမှာအွန်လိုင်းအဆန်ပြီးသွားလို့ရှိရင်ထပ်ပြီးတော့အမြင့်ဆုံးတနေရာကိုထွန်းတောက်နိုင်မဲ့သူကဂျက်ရှွာဘန်ပဲရှိပါ रे ဒါဟာလေးကြီးပြီးတော့ပြောတာမဟုတ်ဘူးမြောက်ပင်ပြီးတော့လေပြောတာမဟုတ်ပါဘူးဂျက်ရှွာဘန်ဟာအသက်20ကျော်လေးနဲ့အခုလိုမျိုး UFC မှာထိပ်တန်းနေရာကိုရောက်ရှိနေပြီလေဖြစ်ပါ रे မြန်မာပြည်သူတွေရဲ့အားပေးချက်မှုကြောင့် UFC ကိုရိုင်းကလည်းဂျော့ရှွာဘန်ကို အခုလိုမျိုးတတိထားမိနေပြီဖြစ်ပြီးတော့ဂျော့ရှွာဘန်ကိုအခွင့်အရေးတွေအများကြီးပေးလာနေပြီလေဖြစ်ပါတယ်။ဂျော့ရှွာဘန်နောက်ထပ်ထိုးရမယ့်ပွဲကတော့ဒီထက်အများကြီးကြမ်းဖို့ရှိပါတယ်။မနေ့ကဂျပန်နိုင်ငံသမားဖိုက်တာဖြစ်တဲ့ရက်ဆူရီယာနဲ့ထိုးရတဲ့ပွဲမှာဂျော့ရှွာဘန်လုံးပြသွားတာက လက်ဖြားခါတော့ပါတယ်။အထူးဖြစ်တော့ထိတ်တောင်း defense တွေပေါ့ဗျာ။ပြိုင်ဘက်ဖြစ်တဲ့ရက်ဆူရီယာရဲ့ နဗန်ရောဂျီရိုရောအကုန်လုံးကိုကာကွယ်နိုင်ခဲ့တာကိုတွေ့ရတယ်။တစ်ခေါက်ပဲထိတောင်ကျသွားခဲ့တာပဲဖြစ်ပေါ်တယ်။ဂျန်နီဟာအားလုံးဂျက်ရှွာဘန်ကကာကွယ်နိုင်ခဲ့ပြီးတော့အကောင်းဆုံးတည်တည်ငြိမ်ငြိမ်နဲ့သုံးပြန်ထိုးတက်နိုင်ခဲ့တာကိုတွေ့ရပေါ်တယ်။ဒါကြောင့်မို့လို့လေမြန်မာနိုင်ငံမှာပရိသတ်တိုင်းရဲ့အသေးကြော်ဖြစ်ခဲ့တဲ့ အောင်လာအန်ဆန်ကဂျက်ရှွာဘန်ကိုသူ့ရဲ့ Instagram Story ကနေချီးကျူးသွားခဲ့တာပဲဖြစ်ပေါ်တယ်။ အော်လာအန်ဆန်ကဂျိုရှူအာဘိုင်ရဲ့ထိတ်တောင်းဒီဖ ens တွေကိုအတော်လေးကိုအံ့ဩနေပုံရပါတယ်။အော်လာအန်ဆန်ဆိုရင်ဗျာအခုသူ့ရဲ့ prime time ကကြော်သွားပြီးထားလိုက်ပါတော့အခုအာရူဂန်ရဲ့ပထမအဆုံးအကြိမ်ထိုးရတဲ့ပွဲမှာဆွင်လေပဲထိတ်တောင်းဒီဖ ens ကိုလုတ်ပြမသွားနိုင်ခဲ့ဘူး။ရိုင်းနီယာနဲ့ပွဲတုန်းကလည်းအဲ့ဒါလိုပါပဲ။အခုလိုမျိုး UFC မှာတကယ်ကိုမှကျမ်းပါတယ်ဆိုရက်နော်နဗန်သမားဂျူရိုသမားဂျပန်ဖိုက်တာကိုတည်တည်ငြိမ်ငြိမ်နဲ့ထိတ်တောင်းဒီဖ ens လုတ်သွားတယ် ဂျိုရှွာဘန်ကိုအောင်လာအန်ဆန်ကအယံကိုချီကျူးနေပြီးတော့တုံလုံးနဲ့ဘန်ရီဒီထက်မက အောင်မြင်အောင်မှာဆိုပြီးတော့ပရိသတ်တွေလုံးဝမတင်ထားတဲ့အောင်လာအန်ဆန်ရဲ့ချီကျူးစကားကိုဂျိုရှွာဘန်ကတော့ရရှိလိုက်ပြီလေဖြစ်ပါရဲ့ဗျာ